ရသများအားလုံးပဲမင်္ဂလာပါ။မစ္စမားရဲ့သတင်းတူသတင်းမှများကိုတိုက်ဖြတ်ခြင်း misinformation pastor season ကနေပြန်လည်ကြိုဆိုပါရစေ။ကျမကတော့ဂျူချမ်းပါ။အခုအရင်ဆုံးသတင်းကောင်းစင်တွေကိုပြောပြပေးပါမယ်။ဒေါန်ဆန်းစုကြည်ကိုပြစ်ဒဏ်ထပ်တိုးတယ်ဆိုတဲ့သတင်းမှပြန်နေပါရစေ။ရုပ်တံဖိုင်အဟောင်းနဲ့အင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်တယ်လို့ဖြန့်ဝေနေကြပါရစေ။ဘန်ကောက်မှာမြေပြိုတယ်ဆိုပြီးတော့ရုပ်တံဖိုင်အဟောင်းနဲ့ထပ်ဝံဖြန့်ဝေနေကြပါရစေ။ဒီသတင်းတွေကိုအချက်လက်တင်တဲ့ကွာသတင်းမှဖြစ်ကြောင်းစုစည်းဖော်ပြပေးသွားမှာပါရှင်။ နိုင်ငံတော်တပင်ခံပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်ကိုစစ်ကောင်စီကပြစ်ဒဏ်ထပ်တိုးလိုက်တယ်ဆိုတဲ့သတင်းအမှားကိုအရင်ဆုံးတင်ဆက်ပေးကြပါမယ်။မာနက်နာမည်နဲ့ TikTok အကောင့်တစ်ခုကနေ April 18ရက်နေ့မှာဒီနေ့အကျဉ်းသား900ခန့်နှုတ်လွှတ်ပေးတဲ့အမေတောင်ဆန်းစုကြည်ကိုတော့ထတ်တိုးတယ်လို့ရေးသားထားတဲ့စာပါဝင်တဲ့အင်းစိန်အကျဉ်းထောင်ပုံကိုဖြန့်ဝေထားတာပါ။ဒါကိုကြိုက်နှစ်သက်သူ6000ကျော်နဲ့ကြည့်ရှုသူ2သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။တောင်ဆန်းစုကြည်ပြည်တံထတ်တိုးခြင်းရှိမရှိနဲ့ပတ်သက်လို့မြစမကအချက်လက်စစ်ဆေးခဲ့ပါတယ်။ စစ်ကောင်စီတက်လောက်ခံမီဒီယာဖြစ်တဲ့မြမအလင်းသတင်းစာမှာ April 16ရက်နေ့သတင်းစာထက်မှာပြည်တံလွဉ်ငင်ခွင့်နေနဲ့ပတ်သက်လို့ထုတ်ပြန်စာတွေပါဝင်ပါတယ်။ဒီထုတ်ပြန်ချက်တွေထက်မှာဒေါင်ဆန်းစုကြည်ကိုပြည်တံထတ်တိုးတယ်လို့မပါဝင်ပါဘူး။မြန်မာနှစ်ဆန်တရက်နေ့မှာစစ်ကောင်စီရဲ့လွန်ငင်းခွင့်နဲ့ပြည်တံ shop ပေါ်ခန်းစားခွင့်နဲ့အထက်မှာနိုင်ငံရေးနဲ့ပတ်သက်လို့905ကကြီတခုပဲပါဝင်ခဲ့ပြီးတော့ဒေါန်ဆန်းစုကြည်အပါအဝင်နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေမပါဝင်ပါဘူး။ဒါရီကို DVB ကသတင်းဖော်ပြထားပါတယ်။သတင်းထက်မှာဒေါန်ဆန်းစုကြည်ကိုပြည်တံထတ်တိုးတယ်လို့လည်းမပါပါဘူး။ ဒါ့အပြင်တခြားသောယုံကြည်စိတ်ချရတဲ့သတင်းတွေထက်မှလည်းဒေါန်ဆန်းစုတီရဲ့ပြစ်ဒဏ်ကိုထတ်တိုးတယ်ဆိုတာနဲ့ပတ်သက်လို့သတင်းရေးသားဖော်ပြထားတာမျိုးလည်းမတွေ့ရပါဘူး။ဒါကြောင့်မြန်မာနှစ်သက်မှာဖန်ဆီးချုံနှောက်ခံထားရတဲ့အကျဉ်းသားတချို့ကိုလွန်ရင်းချမ်းသာ권ပေးခဲ့ပေမဲ့ဒေါန်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်တွေကိုထတ်တိုးတယ်ဆိုတာကတော့သတင်းအတုပဲဖြစ်ပါတယ်။ တန်နေနဲ့ရုပ်တံဖိုင်အဟောင်းနဲ့အင်အားပြည့်ငလျင်ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ဖြန့်ဝေနေတဲ့အကြောင်းကိုဆက်ပြီးပြောပြပေးပါမယ်။တူအောင်တင်ရွာနာမည်နဲ့အကောင့်တစ်ခုကနေဧပြီ14ရက်နေ့မှာမပြီးသေးဘူးထင်တယ်သတိထားကြအောင်။နေအိမ်မှာမနေကြပါနဲ့လို့ရေးသားပြီးတော့ရက်စွဲကိုဧပြီ15ရက်နေ့ရက်စွဲနဲ့ဖြန့်ဝေထားတာပါ။ဖိုင်ထဲမှာတော့ငလျင်လှုပ်ခတ်သွားပြီးတော့တိုက်တိုက်လုံးပြိုကျသွားတဲ့အကြောင်းပြောနေတာပဲဖြစ်ပါတယ်။ ဒါကိုကြေရှုံမှု73သိန်းရှိနေပြီးတော့စိုက်နှက်သက်သူ2800ကျော်နဲ့ပြန်လည်မျှဝေမှု9000ကျော်ရှိနေပါပြီ။မြေသမားကဒီဖိုင်ကိုအချက်လက်စစ်ဆေးခဲ့တော့မှတော့ဖိုင်ဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ပထမဆုံးထိဖော်ပြမှုဟာရက်စွဲမကန့်ညီပါဘူး။ရုပ်တော်ဖိုင်ကို14ရက်နေမှာဖော်ပြပေမဲ့ဖိုင်ပေါ်မှာရက်စွဲကိုတော့15ရက်လို့ရေးထားတာကိုတွေ့ရပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ TikTok အကောင့်နံပါတ်ပါပြီးတော့ဒီနံပါတ်နဲ့ရှာပွေတဲ့အခါမှာ March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငှက်လျင်ကြောင့်တောင်ကြီးမြို့မြို့လယ်ကောင်းကအစအုံပြိုကျတာကိုရိုက်ကူးထားတာကိုတွေ့ရပါတယ်။အခုပြန့်နှံ့နေတဲ့ရုပ်သံဖိုင်ဟာလည်း March 28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်အဆောက်အုံပြိုကျမှုပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာငလျင်ငယ်တွေလှုပ်ခတ်ခဲ့တာမျိုးရှိပေမဲ့တောင်ကြီးမှာတိုက်ပြိုရလောက်တဲ့အထိငလျင်လှုပ်တာမရှိခဲ့ပါဘူး။ ဒါကြောင့်ဧပြီ25ရက်နေ့ကမြန်မာနိုင်ငံတောင်ကြီးမြို့မှာငလျင်ထက်လှုပ်တဲ့ဆိုတဲ့ရုပ်တံဖိုင်ဟာဖိုင်အဟောင်းကိုရက်စွဲထည့်ပြီးတော့ပြန်လည်ဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ဘန်ကောက်မှာမြေပြိုကျတဲ့ရုပ်တံဖိုင်တစ်ခုအကြောင်းကိုဆက်ကြည့်အောင်ပါ။အောင်ကျော်တက်နမည်နဲ့ Facebook ကောက်ကနေ April 23ရက်နေ့မှာဘန်ကောက်မှာမြေမျိုးဆိုတဲ့စာသားနဲ့အတူရုပ်တံဖိုင်တစ်ခုကိုဖြန့်ဝေထားပါရယ်ရုပ်တံဖိုင်ပေါ်မှာလည်းဘန်ကောက်မှာမြေပြိုဘာတွေဆက်ဖြစ်အောင်မလဲမသိဘူးလို့ရေးသားထားပါရယ်ဒီဖိုင်ကိုကြည့်ရှုသူ12သိန်းရှိနေပြီးတော့ပြန်လည်မျှဝေမှု1900ရှိနေပြီဖြစ်ပါရယ် ်မင်းစမကဒီရုပ်တံဖိုင်ကိုအချက်လက်စစ်ဆေးခဲ့ပြီးတော့ရုပ်တံဖိုင်အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်ဒီရုပ်တံကို screen shot ကြယူပြီးတော့စစ်ဆေးခဲ့ပြီးမယ်ပုံကမသေးကွဲတဲ့အတွက်ရှောက်ဖွေစစ်ဆေးလို့မရခဲ့ပါဘူးဒါပေမဲ့မှတ်ချက်ကနေဝင်ရောက်ရေးတောက်မှုတွေမှာဒါဟာ file အဟောင်းဖြစ်တဲ့အကြောင်းနဲ့ထိုင်းနိုင်ငံနွန်ထောက်ပူရီပြည်နယ်တလာပါကစ်ဈေးမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လို့မှတ်ချက်ပြုသူတွေလည်းရှိနေပါတယ်ဒီအချက်ကိုအခြေခံပြီးတော့ရှောက်ဖွေတဲ့နေရာမှာ YouTube channel တစ်ခုကနေ2024ခုနှစ်ဧပြီ6ရက်နေ့မှာဖြန့်ဝေတဲ့ရုပ်တံ file ကိုတွေ့ရပါတယ် တရုတ်သားနှစ်ခုဟာရိုက်ကူးထားတဲ့ရှုထောင့်မတူညီပေမဲ့ပြစ်ပွားနေချိန်အနီးအနားမှာရှိနေတဲ့ဆိုင်တွေမြို့ပျော်ကြတဲ့နေရာမှာပါတဲ့ဆိုင်ကအယောင်နဲ့ပုံစံတွေမြေကြီးပေါက်တဲ့အပေါက်အနေအထားတွေကတူညီနေတာကိုတွေ့ရပါတယ်။ဒါတွေကိုကြည့်ရင်ဒီမြေပျော်ကြမှုဟာမနှက်ကဖြစ်ပွားတဲ့ဖြစ်စဉ်လို့ကောက်ချက်ချနိုင်ပါတယ်။ဒါကြောင့်ဘန်ကောက်မှာမြေပြိုကျတယ်ဆိုတဲ့ရှုပ်တံဖိုင်ဟာအရင်ဖြစ်စဉ်ကရှုပ်တံဖိုင်အဟောင်းကိုလိုတလိုပုံဖော်ပြီးတော့ပြောင်းဝေထားတဲ့သတင်းမှားပဲဖြစ်ပါတယ်။ ဒီသတင်းကိုဖြန့်ဝေတဲ့သူဟာလည်းမှတ်ချက်ထဲမှာသူ့အနေနဲ့မသိရှိခဲ့ဘူးလို့ဖြေဆိုထားပေမဲ့ဒီသတင်းရေးသားဖော်ပြနေတဲ့အချိန်အထိ post ကိုတော့ပြန်လည်ဖျက်သိမ်းခြင်းမရှိရမရှိသေးပါဘူးရှင့် ဒါကတော့ကျမကတပတ်အတွင်းစစ်စစ်ထားတဲ့အကြောင်းအရာတွေကိုကျမဂျူချန်ကစူးစိတင်ဆက်ပေးခဲ့တာပါ။ပြည်သက်တဲ့အနေနဲ့ဆက်စေးစစ်ခြင်းတဲ့သတင်းတွေရှိခဲ့ရင်ပဲဖြစ်ဖြစ်တန်တရားရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့အချက်လက်ဆက်စေးသူတွေစီကိုဒီလင်းလေးကနေတဆင့်ပေးပို့ကြဖို့ဖိတ်ခေါ်ပါရစေ။တရှိခဲ့ကြတဲ့ပြည်သက်တဲ့အားလုံးတဘာဝပေးဆက်ပေးကနေကင်ဝေးပြီးတော့ကိုစိတ်နှစ်ပါးကျမ်းမာကြပါစေရှင်။ဘလော့ဒ်ပေါ်မီဒီယာကိုဆက်လက်ကြည့် ကိုပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝူတင်ချင်းနဲ့ကိုင်းနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။